ဒီအကြောင်းလေးကတော့ကျမလေးရန်ရွယ်လောက်ကကျမအဖေကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အကြောင်းပါ။နိုင်မျိုးနယ်မှာဖြစ်ခဲ့တာကအဲ့ဒီမနက်ကဘိုင်းကနိုင်မျိုးနယ်ရွာမကွေတရားဂုံစင်းသားနဲ့ချောင်းဝဂုံစင်းသားကမြေကားတိုက်မှုဖြစ်တဲ့ခုကတော့ရွာမကွေတရားဂုံစင်းသားမှာဖြစ်ခဲ့တာ။အရက်သမားကြီးတယောက်ပေါ့နော်။နမေကတော့အခြားနမေပြောင်းပေးထားပါရဲ့။ အင်းမောင်ဆိုတဲ့အရက်သမားကြီးတယောက်ဒီမနက်9နာရီလောက်သူဒီအရက်ဆိုင်သွားမှုအလားမှာကားလန်းကူးနေရင်ကားတစ်စီးဒီအချိန်နဲ့မောင်းကတော့အင်းမောင်ဆိုတဲ့ဦးလေးကြီးဒီကားလန်းကူးကားကလည်းအလားအချိန်မထိန်နိုင်ဘူးဝိမောင်ကိုဝင်တိုင်းမိကအဲ့ဒီနေရာမှာပဲဝိမောင်ဒီကွဲချင်းပြီးအသက်ဆုံးရှုံးခဲ့ရတယ် ဇလန်းကတော့ခုမှဆက်ပြီးတော့ကျမအဖေကြီးညနေနာရီလောက်မှဘိုက်အောင်ပြီးအင်တာတက်ချင်လာရောကျမတို့စီမှာအဲတုန်းကတော့ကိုပိုင်အင်တာတွေတိတ်ပြီးမရှိကြသေးဘူးတရက်ကလုံးဝိုင်းစုပြီးစောက်ထားကြတဲ့ဘုံအင်တာ၃လုံးရှိတယ်အဲ့အင်တာတွေကလည်းတရက်အရန်ချောက်တယ်လို့၆ခံရဘူးတဲ့လူကြီးတွေပြောလို့ရှိကြတယ်ကျမအဖေကြီး အင်သာထိတ်နားရောက်တော့အီကြည်ဖြူနဲ့လူကြီးတယောက်ကအင်သာထဲမှာငုတ်တုတ်ကြီးထိုင်နေတာကျမအဖေကတွေ့တော့ဒီကောင်ရှက်လဲမရှိဘူးတကားကြီးဖွင့်ပြီးအင်သာတက်နေတယ်ပေါ့ဆိုပြီးအဖေဟာခဲလုံးလိုက်ရှာပြီးကောက်ပေါက်မယ်လို့တော့မရှိတော့ဘူးအဖေဒီဒါနဲ့ပါလဲဆိုတော့တီးလိုက်ရောသူလဲအင်သာကလည်းတက်ချင်တော့ ဝင်တက်ပြီးပြန်လာတော့အိမ်ရောက်တော့သူစူးစားကြည့်မှမနက်ကကားတိုက်ပြီးတည်သွားခဲ့တဲ့ဦးလေးကြီးဖြစ်မှာပါမနက်ရောက်တော့မိဘပြန်ပြောပြတယ်ဟေးရမန်ကိုတွေ့တရေအကြောင်းတွေကိုနားထောင်ကြည့်ရင်တော့ဟောလို့လေလုတ်ခဲ့နော်ကိုတွေ့အကြောင်းတွေပြန်ပြောချင်ရင်လည်းကောက်မှန်ပါဟိုင်းခဲ့ပြီးနော်